ျွန်တော်တို့ဂျပန်မျိုးသမီးတူကိုကျွန်တော်တို့မြန်မာနိုင်ငံသားမျိုးသားတူကနေပေါ့နော်ဒီလ2ရက်နေပေါ့အဲ2ရက်နေမှာလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့သိရတယ်ပေါ့နော်သတင်းထဲမှာပါလာတယ်အဲကျွန်တော်ဖြစ်စရာဘယ်မှာဖြစ်သွားလဲဆိုတော့ဟီရိုရှိမာမျိုးကဒီရက်ွက်တစ်ခုပေါ်မှာပေါ့နော်ကိုနဲ့မသိတဲ့ဒီသတင်းမျိုးသမီးတူကိုတဲ့နောက်ကနေဖမ်းချုပ်ပြီးတော့ပေါ့နော်လိမ်ပိုင်းဆိုင်ရာရန်ကားခဲ့တယ်ဆိုပြီးတော့သတင်းထဲမှာပါလာတယ်ဒီကျွန်တော်တို့တဖက်အမျိုးသမီးတူရဲ့သဘောတူညီမှုမပါဘဲနဲ့ပေါ့နော် အဲဒီဟီရိုရှိမာမြို့အာဆာကီတာရက်ကွက်မှာတဲ့မြန်မာနိုင်ငံသားအသက်23နှစ်အရွယ်မောင်음ဆောအေးဆေးဆိုတဲ့လူပေါ့နော်အဲ့ဒီလူကနေကျူးလွန်ခဲ့တဲ့ဆိုပြီးတော့အတင်းနဲ့မပါလာတဲ့ရက်တက်ဖွဲ့ရဲ့ပြောကြားချက်ရတော့တဲ့ဒီဆောအေးဆေးဆိုတဲ့လူကမေလ2ရက်နေ့ည7နာရီခွဲကဟီရိုရှိမာမြို့ပေါ့နော်ဒီအာဆာကီတာရက်ကွက်ပေါ်မှာရှိတဲ့လမ်းလျှောက်နေတဲ့ဒီကိုနဲ့မတိကျွမ်းတဲ့ဂျပန်အမျိုးသမီးတူကိုနောက်ကနေပြီးတော့ပခုံးကိုဖတ်ပြီးတော့တဲ့ မခုံးကိုဖတ်တဲ့ဟာအပါဝင်ရိုင်းနှက်မှုတွေပါပါတယ်ပေါ့နော်ရိုင်းနှက်မှုတွေပြုလုပ် ပြီးတော့လိန်မန်းဆိုင်ရာစောကားပြီးတယ်နော်အမျိုးသမီးကအမျိုးသမီးကိုနောက်ကနေချုံနှောင်ပြီးတော့ရန်ကားခဲ့တယ်တဲ့အဲ့လိုရန်ကားခဲ့တဲ့အတွက်အမျိုးသမီးကလဲကျပြီးတော့ဒဏ်ရာရရှိခဲ့တယ်ဆိုပြီးတော့တင်းတင်းမပါလာတယ်ဒီရက်တော့ဖွဲ့ရဲ့စစ်စစ်မေးမြန်းမှုတွေကိုလည်းဒီကိုစောအေးစေးက ဒီစွစဲချက်တွေအမှန်ကန်ပါလေဆိုပြီးတော့ဝန်ခံခဲ့တယ်ပေါ့နော်အကြံဖတ်ခံရတဲ့အမျိုးသမီးကလည်းညာဘက်ဒူးမှာပြင်းထန်စွာတိုင်ရာရရှိခဲ့ပြီးတပတ်ခန့်အနားယူရမယ်ဆိုပြီးတော့သတင်းထဲမှာဖော်ပြထားတယ်ပေါ့နော်အဲကျွန်တော်တို့ဒီခုနောက်ပိုင်းကြားရတဲ့သတင်းတွေအရာပေါ့ဒီကျူးလွန်ခဲ့တဲ့လူကတခြားပေါ့နော်တိုင်ရင်သားဖြစ်တယ်ပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးသတင်းတွေလည်းပါတယ်တိုင်ရင်သားပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ ဒီလူဟာမြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားပဲပေါ့နော်ကောင်းတာလုပ်သည်ဖြစ်စေဆိုးတာလုပ်သည်ဖြစ်စေကောင်းတဲ့အရာဖြစ်ခဲ့လို့အောင်မြင်ခဲ့ရင်လည်းဒါမြန်မာနိုင်ငံသားပဲဒါဆိုးတဲ့အရာကြမှာလည်းကျွန်တော်တို့ခွဲခြားပြီးတော့မြန်မာနိုင်ငံသားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးခွဲခြားလို့မရဘူးဒါမြန်မာနိုင်ငံသားပဲပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားညီကောင်မောင်နှမတွေထဲမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံ ပြီးတော့ဂျပန်မှာကျွန်တော်တို့ဒီ training visa နဲ့အလုပ်လုပ်ပြီးဆိုရင်ကျွန်တော်တို့တအားကုန်ပါပဲအခက်အခဲတွေအများကြီးကြုံရတယ်ဗောနော်ဒီပင်မဆင်းရဲမှုတွေကလည်းတခြား visa တခြားအလုပ်တွေလည်းအများကြီးပေါ်ပြီးတော့ဆိုးတယ်အဲ့ဒီအရာအပြင်ကျွန်တော်တို့ဒီအထီးကျန်မှုတွေလည်းတအားကိုဆိုးတယ်ကိုကိုယ်တိုင်လည်းဖြတ်သန်းခဲ့ဘူးတော့သိတယ်ဗောနော်ဟိုဘယ်လောက်ထိအထီးကျန်ရလဲဘယ်လောက်ထိကိုယ့်အကိုတယောက်တည်းစိတ်ဟို၆ချရလဲဆိုတာဗောနော်အဲ့လိုမျိုးတွေဖြစ်တဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ကိုကိုယ်တိုင်တယောက်တည်းခံစားရတာဆိုင်ကျွန်တော်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်က ဒီလော့ဖော်ကိုင်းပတ်တွေဖြစ်စေဒါမှမဟုတ်ကိုမြန်မာနိုင်ငံမှာရှိတဲ့ကိုရဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းဖြစ်စေဒါမှမဟုတ်တန်ငယ်ချင်းနေနဲ့ပေါ့နော်ဒီဖုန်းတွေပြောပြီးတော့ကိုရဲ့ဖြစ်ပေါ်နေတဲ့ဒီကိုခံစားနေရတဲ့အရာတွေကိုရင်းဖွင့်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာကမြန်မာနိုင်ငံသားတွေအနေနဲ့က အဲနမည်ကောင်းရတယ်ဗောနော်ဘယ်အလုပ်ပဲဘယ်မှာပဲဖြစ်ဖြစ်အဲဂျပန်အလုပ်ရှင်တွေကမြန်မာနိုင်ငံသားတွေကိုသဘောကျတယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံငါကြတော့ဒီဂျပန်နဲ့ရင်ကျေးမှုလည်းတော်တော်များများတူတယ်အဲအဲ့ဒါကြောင့်မလို့ဒီအလုပ်တွေထဲမှာဆိုရင်လည်းဒီလောက်ပေါက်ကိုင်းဘတ်တွေပေါ်ဒီလူကြီးသူမတွေပေါ်ဂျိုတီလေးသားတဲ့ဒီအလေးချင်းတွေလည်းဒီဂျပန်နဲ့တော်တော်များများတူတဲ့အတွက်ကျွန်တော်အလုပ်တွေထဲမှာလည်းပို့ပြီးတော့အဆင်ပြေတယ်ဗောနော်အဲ့ဒါကြောင့်မလို့ဟိုဘာပဲပြောကျွန်တော်တို့ နာမည်ကောင်းရတယ်ဗောနော်ခုလိုမျိုးဖြစ်သွားပြီဆိုရင်တော့ဒါဒီသတင်းလေးတွေမှာပါလာရင်လည်းမြန်မာနိုင်ငံသားဆိုပြီးတော့ပဲဒီဒီတကူတူတယောက်ရဲ့နာမည်မဟုတ်ဘဲနဲ့ဒီနိုင်ငံနဲ့ချီပြီးတော့ပဲလူမျိုးအကုန်လုံးနဲ့ဒီမြန်မာဒီမှာရှိတဲ့အကုန်လုံးကိုတင်ကြုံပြီးတော့အထင်ခံမှာဖြစ်တယ်ဒါမျိုးတွေကမကောင်းဘောနော်အားကြောင့်မလို့ဟိုတကယ်လို့မကိုအနေနဲ့အထီးကျန်တာပဲဖြစ်ဖြစ်ဒါမျိုးတွေဖြစ်လာပြီဆိုရင်ဒါအခုလိုမျိုးကိုထီးလက်ရောက်စော်ကားတာထက် အဲရင်ဖွင့်ကြဖို့ပေါ့နော်အားလုံးပဲကိုယ့်ရဲ့ဘေးမှာရှိတဲ့ညီကိုမောင်နှမကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းအဲတန်တိုင်းမင်မင်နဲ့ဖေးမှာပေးကြဖို့ပေါ့နော်အားလုံးမှာတောင်းဝန်ရှိပါတယ်